ဟိုဂျပန် brand laptop တွေကအဲ့ကောင်းသေးလားတဲ့ဂျပန် brand ဆိုတာကဘာဟုတ်ပြောတာဂျပန်ထုတ်တဲ့ laptop ရှိသေးရဲ့လား2025မှာအပယ်ခဏလေး made in china မပြောရင်မချတယ်ပေါ့ပုံမှန်တက်တာမီးလုံးတရုတ်စလိတ်တော့တယ်မလားမီးကြည့်တရုတ်သုံးနေတဲ့ဖုန်းတရုတ်အိမ်မှာဆက်ပြီးစီးရင်တော့မှတရုတ်ပဲဗျာမစနဲ့ကွာမငိုချင်းလားကြီး ဟာ graphic editing graphic နဲ့ editing အတွက်တဲ့ MacBook Air M1 or M2 graphic ကကြတော့ဘာဘာသုံးမှလဲပေါ့နော် in design တို့ in copy တို့လောက်ပဲသုံးမယ်ဆိုတော့ maybe အဆင်ပြေလေးမှထက်နေ illustrator တွေစသုံးပြီးတို့ပြီးရင်အဲတခြားဘာညာတတကာလေးပေါ့နော်အဲ့လိုမျိုး 3D ဘက်ကိုသွားမယ်ဆိုရင်တော့ဒီ M1 Air လေးဆိုရင် level ညင်နေတို့ဖြစ်မယ်ပေါ့နော် Pro CD လောက်ကိုကျွန်တော်စသုံးမှအဆင်ပြေလေးမယ် M4 MacBook ဝယ်ရမလား M5 စောင့်ရမလားအိုးမိကုန်းကတော့ကောင်းနေဗျာ ဒါပေမဲ့ကျွန်တော် M5 အကြောင်းဗီဒီယိုလုပ်ဖို့ရရှိရေပေါ့နော် M5 ကကြတော့ maybe ကြာအောင်ပါ6လလောက်ဖြစ်အောင်မလားတော့မသိဘူးပေါ့နော်ဟိုသူတို့က app ရဲ့အသည့်အတိုင်းပဲလုံးချင်တာကောက်လုံနေရခုနောက်ပိုင်းအစီအစဉ်မရှိဘူး plan မရှိဘူးအဲခုကောက်လုံနေရဆိုတော့ခုလဲ iPad ကအစ်စ်တော်ထွက်သွားတယ်ဒါပေမဲ့ Pro ပဲထွက်သွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ ကျွန်တော်တို့စောင့်နေရနေနေ budget model လေးအမြင်ရမလားစောင့်နေတာဘာမှလူစိတ်မဝင်မစားတဲ့ဟိုဟာကြီးစောက် vision pro ကြီးကိုတွားပြီးတော့ထုတ် vision pro and fight တက်ပြီးထုတ်ဘာမှကိုဒီအခြေခံလူတန်းသားဝယ်နိုင်တဲ့ပစ္စည်းလည်းမဟုတ်ဘူးပြီးတော့ဘယ်သူမှလည်းအဲ့ဒါယူသိဝင်သားတာမဟုတ်ဘူးတကီလို60သားဗျာတိလားခင်ဗျားတို့90သားအလေးတစ်လုံးကိုခေါင်းပေါ်မှာတင်ပြီးတော့တွားနေတယ်လို့ဖြစ်မှာပေါ့နော် vision pro တုံးလိုက်လို့ရှိရင်ကျွန်တော်တော့မကြိုက်ဘူးဗျာအဲ့ဒါကြီးရှောက်ထုတ်တာဘာမှမဟုတ် Galaxy X အကြောင်းသိပြီလားတဲ့ ဟိုဟာ Vision Pro နဲ့ထွက်တဲ့အိစာအတိပြီးပြီအဲ့ဒါကဒေါ်လာ2400ကျော်လား2500ကျော်လားအဲ့လောက်တော့ရှိတယ်စိုးတော့မစိုးဘူးဒါပေမဲ့လေးတိလားမစိုးဘူးဆိုပေမဲ့အဲ့ဈေးပြီးပြီးတော့သုံးမဲ့အစားမက်စကားပေါက်ထုတ်ထားတဲ့အဲ့ဒီ Oculus Quest 3လေးတွေဗာလေးတွေကပို့ပြီးတော့ price to performance ကောင်းမဲ့ထင်တယ်ကျွန်တော်အရင်က Quest 2လည်းသုံးတယ်ပေါ့နော်သုံးတော့ကြတော့ဘယ်လိုဖြစ်လဲဆိုတော့ဒါကြီးကိုနေတူကဘယ်သူမှအဲ့ဒီ virtual reality ထဲမှာမနေနိုင်ဘူးရဲ့ နောက်ပြီးတော့ခေါင်းမမှာတက်ထားတာမျက်မှန်လေးတခုတက်ထားသလိုမတတ်တာ comfortable လုံးဝမဖြစ်ဘူးတက်လိုက်လို့ချင်းဒီနေရာမှာဒီနားဒီမှာမှာကျွန်တော်တို့ဒီတရေခွင်းနဲ့ဆွဲထားရတာဦးနောက်မှာသူကတရေခွင်းနဲ့ဆွဲထားရတာဗျာဒီကျိုးကြီးနဲ့ stretch ကြီးနဲ့ဆွဲထားတာဒါကြီးတွေကဟိုအနီရောင်နေမှာထွက်လာတယ်ပေါ့နော်နာမျက်မျက်လုံးနေနာလာအဲ့ vision blue လိုဟာမျိုးတွေလောက် လောက် performance မဟုတ်တော့ဘူးညာကျွန်တော်တို့ကဒီ display အရသာကို virtual reality မဟုတ်တော့မှပဲ AR glass လိုမျိုးမျက်မှန်လေးမှာတုံးလို့ရမယ်ဆိုရင်အရင် comfortable ဖြစ်မှာအဲ့လိုမျိုးဟာတွေကိုကောင်းကောင်းထုတ်တင်နေဗောနော်ဒါဒါကျွန်တော်ရဲ့အမြင် personal အမြင်ကျွန်တော်သာဆိုရင်ခက်နောက်ပြန်နေပဲပြောပြော beam projector တစ်ခုဗောနော်နိုင်ရင်ထိုးပြီးတော့ကြည့်ရ projector ကောင်းကောင်းဟိုလိုမျိုး3000ဝဲ4000နဲ့မွဲချောင်းနေတဲ့ resolution တွေကမဟုတ်ဘူးနိုင်ရင်ထိုးပြီးတော့လက်မတရာလောက်ကြီးဆွဲချဲလို့ရတဲ့ projector ဝယ်ပြီးတော့အိမ်မှာစိန်ခံပြီးတော့ကြည့် ကမ်ပင်းသွားရင်လည်းပဲဂျင်းခံပြီးတော့ကြည့်လို့ရတယ်အဲ့ဒါမျိုးနဲ့ကျွန်တော်တဲရွက်ဖြင့်တဲရဟာကိုထိုးပြီးတော့စိန်ခံပြီးကြည့်လို့ရအဲ့ဒါမျိုးပဲ Lenovo LG လေးဝယ်မလို့ဝယ်သင့်လားတဲ့ spec နဲ့ price တော့မစိုးဘူးအမှန်တိုင်းပြောရရင်ခင်ဗျာ Lenovo အသေးကြိုက်နေတဲ့သူတယောက်မဟုတ်ဘူးဆိုရင်ဝယ်နေစီးချော့ပြီးနေတယ်ဆိုရင်တော့ဝယ်လို့ရတယ်ပုံမှန်စီးဆိုမဝယ်နဲ့ခင်လို့မင်လို့ပြောတာ သူ့ body signature ကိုကြည့်လိုက် Renovo Slim 3တို့ Slim 5တို့အဲ့အဲ့ဒီဟာလိုမျိုး body ထဲမှာ GPU နဲ့ဟိုနဲ့ထည့်ပေးထားတာပြီး battery vine ကလည်းအများကြီးကောင်းလားဆိုတော့မကောင်းဟိုမရောက်ဒီမရောက်ဗျာလုံးဝလေ Legion series လိုမျိုးနည်းနည်းလေးနှိမ့်ပြီးတော့ထုတ် gaming design လေးနဲ့တွားအဲ့လိုမျိုးလေးတွားအဲ့လိုမဟုတ်ဘူးဆိုရင်လေရုံသုံးကိုပုတ်ပုတ်ပါပါလေးနဲ့ထောက်ပါမယ်မသိပါမယ်မသိ MP Windows laptop တွေရာတဲ့ MacBook လောက်ဘာလို့ပါဘူးမဖြစ်တာလဲအဓိကကတော့အဲ့အဲ့ Snapdragon chip နဲ့ XLE ပေါ့နော် XLE နဲ့လောလောဆယ်ဆယ် XLE ပေါ့နော်အဲ့ကောင်နဲ့ဒီ MacBook ကထုတ်ထားတဲ့ကောင်တွေကအဲ့ဒါကွာသွားတာပါဘူးမဖြစ်တာဖြစ်တာဆိုတာတဲ့ဗျ Apple ကစထုတ်လိုက်တဲ့ရာဒီ Rosetta 2ပေါ့နော်အဲ့ဒီ translation layer တခုဗျာ Intel laptop တွေမှာသုံးတဲ့ software တွေကိုဒီ Apple Silicon မှာသုံးလို့ရအောင် translation layer လုပ်ပေးလိုက်တာအဲ့ဒီ Rosetta 2ကစောက်ရမ်းမိုက်တယ် တော်တော်လေးကောင်းတယ်နောက်ပြီးတော့ app ကိုယ်တိုင်ကကြတော့သူကိုယ်တိုင်သူ software ကိုသူဖတ်တာသူထုတ်တာတော်တော်များတယ်ဗျာ window ကကြ open source open source ဖြစ်တဲ့အခါကျတော့သူများတွေအများကြီးရနေပြီးတော့ပွာတာကျဲနေအောင်ထုတ်ထားတာလည်းရှိတယ်လို့မကိုက်တာလည်းရှိနိုင်တယ် window ဘက်က887တဲ့ကနေပြီးတော့ပြောင်းဖို့ဒီဘက်ကို am ဘက်ကိုပြောင်းဖို့ emulation layer ကြီးကစုပ်ပြတ်တဲ့ဝဲဆွဲနေရမကောင်းအဲဒီ premiere pro တော့မှကောင်းကောင်းခုထိ ram မဖြစ်နိုင်သေးဘူးပေါ့နော် native ram လို့မရသေးဘူးဆိုတော့တော်တော်ကြီးကိုအဆင်မပြေဘူး macbook m စင်မှာ test ရတော့မယ်ဆိုဗျာ တက်စရာတော့ခင်ဗျားဘာလုံးပါလဲစဉ်းစားကြည့်လိုက်စမ်းမက်ဖို့မှာတက်စကရင်ရရင်ငါဘာလုံးမယ်ဆိုပြီးတော့အဲ့တော့အိမ်မက်မက်ဖို့လားမက်ဖို့မှာတက်စကရင်ရရင်ဘာထူးခြားသွားမလဲ မပါတာတဲ့စားအစဉ်ပြေတယ်ကျွန်တော်ခင်ဗျားတို့အရှင်းဆုံးပြောပြလိုက်စကရင်ကွဲတော့ရင်လဲရမယ်ဈေးရပိုကြီးတော့လိမ့်မယ်အဲ့ဒါအယိုးရှင်းဆုံးဥပမာပဲအဲ့ဒါတချို့အမှန်တရားတွေကတော့ကားတယ်အခုဖြစ်နေတဲ့ပြဿနာတစ်ခုရှိရကျွန်တော်လမ်းကြုံပြောပြအောင်မသိလားဗီဒီယို editing လုပ်ချင်းလို့လက်တော်လေးကိုကျွန်တော်ဈေးဘယ်လောက်လောက်တုံးချင်းနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုနေ့ရတယောက်ဆိုလို့ချင်းကျွန်တော်ကလည်းဗီဒီယိုနဲ့တိတ် edit မလုပ်ဘူးတဲ့တပတ်ကို၅ဘုတ်လောက်ပဲ edit လုပ်ထားတယ်ကျွန်တော်ပြန်ပြောလိုက်တယ်ဘလို့ကျွန်တော်တော့တပတ်တစ်ဘုတ်ပဲတင်နိုင်တယ်လို့ကျွန်တော်က ဗီဒီယို edit သိမ့်မလုပ်ဘူးတပတ်ကိုမှ၅ဘုတ်လောက်ပဲတင်တာ၅ဘုတ်ကြီးတောင်တင်တာမဟုတ်ဘူးနော်၅ဘုတ်လောက်ပဲတင်တာအဲ့တော့သိမ့်20လောက်မှ editing လုပ်မယ်ဗီဒီယို editing ကိုကောင်းကောင်းလုပ်လို့ရမယ် laptop သူကကြောက်ကပ်ကက်နဲ့ align motion နဲ့တုံးတာလေဆိုတော့ align motion ရဲ့ desktop version မရှိဘူးကပ်ကက်နဲ့ကတော့တုံးလို့ရတယ်အဲ့တော့ video editing log ကြီးရပြည့်နေတာဗျာဘယ်လိုဖြစ်လဲဆို ကပ်ကက်တွေအဲ့ဒါတွေရံဖြစ်ရတာတကယ်တော့ video editing လုပ်တယ်ဆိုတာလွယ်ကူတဲ့အရာမဟုတ်ဘူးခင်ဗျားတို့ကလုပ်တတ်တယ်ဆိုရင်တော့မှပဲ laptop တစ်လုံးအတွက် editing ဆိုတဲ့ professional editing tool တစ်ခုကို handling လုပ်ဖို့ကင်ကင်ပြီးတော့တို့ကတာဝန်ထမ်းဆောင်ပေးဖို့ကမလွယ်ဘူး process တွေအရင်များတယ်ဥပမာ premium pro final cut pro davinci resolve အဲ့လိုကောင်မျိုးတွေကကြတော့ဒီ professional editing tool တွေမှာပါတယ်အဲ့ကောင်မျိုးတွေနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေအများကြီးပဲရှိတယ်ကပ်ကက်နဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေအများကြီးတော့ရှိတော့ရှိပါတယ် ျွန်တော်ထင်တော့ professional မကြောက်လို့ထင်တာ timeline ကြီးအများကြီးဆိုအဆင်မပြေတော့ရှုပ်ချက်ခန့်နေပေါ့နော်အဲ့တော့တကယ် pro camera နဲ့ professional ဆန်ဆန်ရိုက်ပြီဆိုလို့ရှိရင် cap ကတည်းကအာမပေးဘူးတကယ်ကိုယ့်ရဲ့အစွမ်းအစအကိုမဖျက်ဆီးနဲ့စပြီးတော့ edit လုပ်တဲ့ရ professional တူတွေပဲသွားနောက်ထမင်းမငတ်နိုင်အောင်လုပ်ပြီးလိမ့်မယ်အဲ့ကြိုင်ဟို Japan brand laptop တွေကတဲ့ကောင်းသေးလားတဲ့ Japan brand ဆိုတာကဘာဟုတ်ပြောတာ ဂျပန်ထုတ်တယ်လဲတော့ရှိသေးရဲ့လား2025မှာကျွန်တော်တင်တော့ဟိုနေ့ကဝယ်ပြီးလဲဒဲတာမှာ made in china ကြီးပါဗျာ isus made in china isa made in china apple apple ခဏလေး made in china made in china အေးကောတော့မရရင်ဂျပန်ထုတ်လက်တော့ဆိုဘာကိုပြောတာတော့ဘရိုကြီးမနောက်နဲ့လीမနောက်နဲ့မနောက်နဲ့ ါလေဟိုးအရင်ထွက်ခဲ့တယ်ပါဖူကြီးစုတို့ NECU အဲ့ဒါ၄ပြောတာလားတူရှိပါပြောတာနေမှာလေဟုတ်သားပဲအကောင်နေလဲရှိတာ you know ရင်မာနေဆိုတဲ့ကောင်နေဗျာတိလာတကယ်တော့အခုကအကုန်လုံးကဒီ China ကဝါစားဝါပြီဟိုလူဦးရေအရာရောဟိုအရာဒီအရာတွေအစုံမဲ့လीအဲကြောင့် Huawei ယူရောမှာပဲ US ကပိတ်လိုက်တာအဲ့ဒါပဲကြည့် ချမ်းသာမကြည့်နဲ့ဗျာကိုကိုရိုင်ကအိုးကျွန်တော်ရဲ့ laptop လေးကိုကျမရဲ့ laptop လေးကိုဂျပန်ဘရန်ကြီးကိုမှသုံးခြင်းပါတဲ့ Okay ဂျပန်ဘရန်ရင်ကြိုက်တယ်ကားဆိုရင်တော့ကျွန်တော်တို့ကျမတို့ကဂျပန်မှစီးတာဂျပန်အကြမှာစီးရဟုတ်ပါဘူးဂျပန်မှစီးတာ Okay ဒါပေမဲ့ကိုအိမ်ကိုပြန်ကြည့်လိုက်ပုံမှန်တတ်ထားတဲ့မီးလုံးတရုတ်ဆလိတောက်တယ်မဟုတ်လားမီးကြည့်တရုတ်သုံးနေတဲ့ဖုန်းတရုတ် โอเคအိမ်မှာစပီးစင်းရင်တော့မတရုပ်ပဲဗျာအရင်အရင်နေတရုပ်နဲ့ကင်းကျင်နေပါတယ်အမလီအဲ့လိုမျိုးတော့မရဘူးမလွယ်ဘူးမလွယ်ဘူးတိုးထွက်ဖို့မလွယ်ဘူးဘလို့မကောမလွယ်တာအကုန်ကုန်ပြောရရင်ဗျာအိမ်မှာဟင်းချက်နေတဲ့မီးဖို့ကြောင်နေရဒဲအိုးတော်ကြည့်လိုက်တရုပ်ဖြစ်ဖို့အခွင့်အလမ်းအများတယ်တက်တော့ဝဲတဲ့ခါမှာတော့ဒီဒီကဇီလီတက်မှန်ဇီလီတက်မှန်ပြီးတော့ ကို budget လည်းစဉ်းစား specification နဲ့ဘာသုံးမလဲစဉ်းစားအဲ့ဒါလေးတွေအရင်စဉ်းစားပါနော်အဲ့လိုကြီးစဉ်းစားပြီးတော့ဝယ် brand ကြီးတွေအရင်အစွဲမထားနဲ့အဲ brand အရွယ်စားအစွဲထားမယ်ဆိုရင်လည်းပဲရှိရဟာလေးတွေတက်မှတ်ပြီးမှ brand ကိုအစွဲထားလိုက်ပါနော်အဲ့တော့ဒီနေ့မှာတော့တချို့တချို့ကြီးလည်းနောင်တလေးကြီးလည်းရသွားတယ်လို့တချို့တချို့ကြီးလည်းပဲအဆင်ပြေသွားလိမ့်မယ်လို့တင်ပါတယ် sorry sorry စိတ်မကောင်းပါဘူးတကယ်ပါအဲကျွန်တော်လည်းအဲ့လိုမျိုးမဖြစ်အောင်လို့အခုလည်းပဲအဲလိုက်လွင်ပြီးတော့လည်းပဲတေချာပွန့်ပွန့်လင်းလင်းကိုညီကိုမောင်နှမတွေပြောတယ်လို့မျိုး ကျွန်တော်အခုပြောပြနေရပေါ့နော်အဲတချို့အချိန်တွေမှာကျွန်တော်ဟိုလေတံလေးတွေမြန်ဝါးရှိတယ်မာဝါးရရှိတယ်အဲဟားနေတာဘာရှိနေရှိမှဒါတမင်တကာကြီးလုံနေမှာမဟုတ်ပါဘူးဒီတိုင်းပဲကျွန်တော် entertain လုပ်ရင်းနေကျွန်တော်စေတနာလေးတွေနဲ့ပုတ်ပွင့်လင်းလင်းလေးဗျာအဲညီကောင်မောင်တို့မတွေပြောသလိုကျွန်တော်ပြောလိုက်တာပါအဲ့တော့မားရရှိရင်လည်းပဲ ခွဲလို့ပြပါလို့နော်ပြောမှဆိုမှရှင်ဒီလောက်ဆိုရင်တော့အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်နောက်လိုရာလေးတွေရှင်းရင်လည်းပဲအခုအဲကွန်မန့်မန့်ပေးထားတဲ့သူတွေလည်းတရားအောင်ထိုင်ကြည့်ပြီးနေသူတွေကျေးဇူးအများကြီးတင်တယ်နောက်ဗီဒီယိုလည်းထပ်လုပ်ပြီးလှုပ်ပေးမယ်ကျွန်တော်အခုဒီညဒီ live ပြီးွားလို့ရှင်ကြတော့အဲစာမေးတာတွေရှင်ကျွန်တော်ပြန်ပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ကျွန်တော်ရှိမှဒီ laptop consulting service နဲ့စိတ်ဝင်စားတဲ့ margin နဲ့ဆိုလို့ရှင်တော့ဒီ PKW ရဲ့ chatbot မှာလာရောက်စုံစမ်းမေးမြန်းပြီးတော့အဲကိုလိုချင်တဲ့ laptop ရအရေအထီးကျွန်တော်မယူပေးနေလို့ရှိပါတယ်